ရသဗျာသာသနာတော်နဲ့ကြုံတွေ့မှသာရနိုင်တဲ့ကုသိုလ်ဟာဝိပဿနာကုသိုလ်ပဲဖြစ်တယ်။ဘာဖြစ်လို့ဝိပဿနာကုသိုလ်ဟာဖျားပွဲ့မှရနိုင်တာလဲလို့ဆိုတော့ဝိပဿနာကုသိုလ်ဆိုတာမဂ်ကြီး၈ပါးနဲ့အလုံးလုံးကြားလာဖြစ်တယ်။မဂ်ကြီး၈ပါးဆိုတာမြတ်စွာဘုရားပွင့်ပေါ်တဲ့အခါမှသာသိကြရဖြစ်တယ်။ मैं पाम बपारे तादना हा ये सब जागा प्रभा जी को मैं जागे रहता है मैं मा तो डबान पठमार यहां दगरागान सुरे जुटिया से किले दा गौखाने पोगो अनागान सुरे डिया ယဟနာလို့ဆိုတဲ့ကိလေသာအာသွာတွေအလုံးကုန်သွားတဲ့ပုဂ္ဂိုလ်မျိုးလောကမှာမရှိနိုင်ဘူးလို့အဲ့တော့ဘုရားမြတ်စွာပွင့်ပေါ်တဲ့အခါမှာသာသနာတော်တွင်လူဖြစ်ရကြုံနတ်အောင်လှုပ်တင်လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုဆိုတာဝိပဿနာကုသိုလ်ပဲဖြစ်တဲ့ပေါ့ဒါကြောင့်မို့ဝိပဿနာကုသိုလ်ဟာလူတိုင်းလူတိုင်း အောင်မြင်ပေါ်ရသည်ဖြစ်စေလှုပ်တဲ့လှုပ်ထိုက်တယ်မိမိတို့အစွမ်းအစရှိသလားဝိပဿနာကုသိုလ်တော့အရာယူသင့်တယ်ပေါ့ဒါနကုသိုလ်ဆိုတာဘယ်ဘဝမှာဘယ်ခေတ်ဘယ်ခါမှာပဲဖြစ်ဖြစ်လှုပ်လို့ရတယ်တိလကုသိုလ်ဆိုတာလည်းတိုင်းတာတစ်ခုလှုပ်လို့ရဟောဒီဝိပဿနာဘာဝနာကုသိုလ်ဆိုတာဖျားပွင့်တဲ့အချိန်မှသာလှုပ်လို့ရတာဖြစ်လို့ အဲ့တော့ဝိပဿနာဘာဝနာကုသိုလ်အခုတရားနေနားနေတဲ့အခိုက်ကလေးမှဖြစ်လိုက်ရင်လေနေတဲ့တံပိုးမဟုတ်ပါဘူးကြီးမားတဲ့တံပိုးတွေရနိုင်ပါတယ်အဲ့တော့ဝိပဿနာကျင့်စဉ်ဆိုတာဟာတမ္မသင်္ကပ္ပနဲ့မိမိရဲ့ခန္ဓာကိုယ်မှာရှိတဲ့သဘာဝတရားတွေကိုတွေးတောဆင်ခြင်မှုဟာအမတမ်းအရေးကြီးတွေးတောဆင်ခြင်နိုင်မှ တမ္မာဒိဋ္ဌိဆိုရယ်မှန်ကန်တဲ့အမြင်တစ်ခုကိုရမှာဖြစ်တယ်တခါတရံကမ္မထာအထုတ်တာ မတွေးရဘူးမတွေးရဘူးလို့ပြောတဲ့စကားဟာဟိုဒီဒီလျှောက်မတွေးဘူးသာပြောတာကမ္မထာလမ်းကြောင်းနဲ့ပတ်သက်တာတော့မတွေးလို့မသိနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရား ကိုယ်တိုင်ကတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပအမှန်တွေးနိုင်မှအမှန်မြင်တယ်လို့ဒီလိုဟောထားတာရှိလို့အဲ့တော့ အမှန်တွေးတတ်ဖို့ရတော့လိုအပ်တယ်ပေါ့လေမမမကန်တွေးရင်တော့လေအမှားတွေဖြစ်မှာပေါ့ဒါကြောင့်တမသင်္ကပ္ပဆိုတာရှိကိုရှိရအဲဒီလိုအမှန်တွေးနိုင်အောင်ဝိပဿနာတရားအထုတ်ပြီးဆိုလို့ရှိရင်အရေးကြီးတဲ့မိမိတဏ္ဍာမှာပြည့်စုံရမယ့်အချက်တည်းကဘာတော့ဆိုမဟာသတိပ္ပံတော့မှာမြတ်စွာဘုရားဟောထားတဲ့အတိုင်းအာတာပိတမ္ပဇာနောတတိမှာ အတပိဆိုတဲ့စကားလုံးမှာပါတဲ့အတပဆိုတဲ့လုံလဝိရိယအတပဆိုတဲ့လုံလဝိရိယဟာဘယ်လိုလုံလဝိရိယမျိုးတုံးလို့ဆိုရင်မဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်ပိတ်ဆို့တယ်ဖြစ်လာတဲ့အကုသိုလ်တွေဖယ်ရှားပြစ်ဖို့ကြိုးစားတယ်မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်အောင်လုပ်တယ်ဖြစ်ပြီးသားကုသိုလ်တွေတိုးပွားလောင်လုပ်တယ်လို့၄ဘက်၄တန်ကကြိုးပမ်းအထောက်မှုဆိုတဲ့ ာကမ္မထလု့အထုတ်တခါမှမရှိမဖြစ်တဲ့ရာပဲဖြစ်တယ်။အဆိုးကိုဖယ်ရှားခြင်းအကောင်းကိုဖြွားစေခြင်းဆိုတာဟာအရေးကြီးဆုံးကျပန်းအထုတ်မှုပဲဖြစ်တယ်။ဒါကြောင့်မို့မဂ္ဂင်ရှိပါးထဲမှာတမ္မာဝါယာမခေါ်တာ။အဲဒီလိုကျပန်းအထုတ်တယ်ဆိုတဲ့နေရာမှာမှန်ကန်တဲ့အာယုန်တစ်ခုကိုတတိက စိတ်ကိုအာယုန်တစ်ခုကိုယူပေးထားဖို့လိုတယ်။ တတိမပါလို့ရှိရင်လေပညာမဖြစ်နိုင်ဘူးဒါကြောင့်မို့တမ္ပဇာနောတတိမာလို့ပညာနဲ့တတိဒီနှစ်ခုကိုတွဲဖက်ပြီးတော့မြတ်စွာဘုရားဟောတာစာပေကျမ်းကမှလေးလာကြည့်မယ်ဆိုရင်နာဟိတတိဝိရဟိတတပညာနာမအဋ္ဌိတတိကင်းပြီးတော့ဖြစ်လာတဲ့ပညာဆိုတာမရှိဘူးတတိကအာယုံကိုယူဆောင်ပြီးတော့မှပညာကသိနိုင်တယ် ဆိုလိုတာကသူ့အလုပ်သူလုပ်ကြတာတတိကသူ့အလုပ်ကိုသူမလုပ်ဘူးဆိုရင်ပညာကလည်းလုံနိုင်စွမ်းမရှိဘူးပညာရဲ့အလုပ်ကအာယုံရဲ့တဘာဝအတိတ်ပဲကိုသိုံပဲသိတယ်သို့တော့အာယုံကိုရယူနိုင်စွမ်းမရှိဘူးအာယုံကိုရယူပေးတာတော့တတိကရယူပေးတာလို့ဒါကြောင့်မို့လို့တတိနဲ့ပညာဟာတွဲဖက်ပြီးအလုံးလို့ဖို့အတွက်တမ္ပဇာနောတတိမဟာဆိုတဲ့သကလုံးနှစ်ခုနဲ့မြတ်စွာဘုရားဟောတာ ေကပ္ပံလို့အထုတ်ပြီဆိုလို့ရှိရင် ကျိုးပန်းမှုကစရကျိုးပန်းတဲ့အခါမှာတတိနဲ့ပညာဒီနှစ်ခုပါရဒါဖြင့်သမာဓိတို့တပြင်းအရာတွေမပါရဘူးလားလို့သမာဓိတို့သမာသင်္ကပ္ပတို့ဆိုတာတွေမပါရဘူးလားလို့ဆိုတော့ဒီထဲမှာအကျုံးဝင်သွားတယ်ဒီတတိနဲ့ပညာရှိနေပြီဆိုလို့ရှိရင်တတိပညာဖြစ်ဖို့ရအတွက် အာယုံပေါ်မှာစိတ်ကလေးကတည်ငြိမ်သွားမှုဆိုတဲ့သမာဓိဟာလည်းပဲအလိုလိုနားလည်စရာရှိပြီးသားဖြစ်လို့တပ္ပဒါကျင့်စဉ်တစ်ခုကျင့်တာမဟုတ်ဘူးဝိပဿနာကျင့်စဉ်ဆိုတာပညာနဲ့ပတ်သက်တယ်ဒါကြောင့်မို့အထိုင်လျောက်သမာဓိရှိလာပြီဆိုလို့ရှိရင်ပညာကဆွမ်းဆောင်မှုကိုပေးလာနိုင်တယ်ပေါ့တတိကအာယုံယူထားခြင်းဒီပင်လင်သမာဓိရဲ့ကိစ္စဟာလည်းပဲပါဝင်နေတယ်လို့ဒီလိုဆိုရမှာပဲ။ ဒါကြောင့်မို့မာတတိပ္ပဏတုပ်ဆိုတာဝိပဿနာအလုပ်အထုတ်ဖို့ရာအတွက်အခြေခံအချင်းဟောကြားထားတဲ့တုပ်ဖြစ်လို့အဲ့ဒီမာတတိပ္ပဏတုပ်မှာလာအပ်တဲ့လာတဲ့ယောဂီပုဂ္ဂိုလ်ရဲ့လိုအပ်တဲ့အချက်တည်းဟာဝိရိယရဲ့ပညာရဲ့တတိရဲ့ဒီသုံးခုဟာအရေးကြီးတဲ့အင်္ဂါရပ်တွေပဲလို့ဒီသုံးခုနဲ့မှမပြည့်စုံလို့ရှိရင်ကမ္မထာလို့အထုတ်လို့မဖြစ်နိုင်ဘူး အဲ့ဒီအချိန်မှာတိုက်ရိုက်ကတော့တတိယဝိရိယရဲ့ပညာရဲ့ဒီသုံးမျိုးပေါ်ပြထားပြီမလို့မိခင်၈ပါးနဲ့ကြီးလိုက်မယ်ဆိုလို့ရှိရင်တော့တမ္မာသင်္ကပ္ပဆိုတာလဲပါရမယ်တမ္မာသဝါရိဆိုတာလဲပါရမယ်အားလုံးပေါင်းလိုက်ရင်တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါယမတမ္မာတတိတမ္မာသမာဓိလို့ဆိုရင်ဒီမိခင်၅မျိုးကို ကာရကမိခင် ဝိပဿနာတရားအထုတ်နေတဲ့အလုတ်လုံနေတဲ့မိခင်လို့ဒီလိုဆိုတာပေါ့ဒါကြောင့်မလို့ဟောဒီမိခင်၈ပါးတဲကဒီကာရကမိခင်လို့ဆိုတယ်ဒီမိခင်၅ပါးကတိုက်ရိုက်ဝိပဿနာလုပ်ငန်းကိုလုပ်နေတယ်ဒါဖြင့်တမဝါစာတမကမ္မတတမအာဇီဝတို့ကတော့တရားထုတ်တဲ့အချိန်မှာမပါဘူးလားလို့ဆိုအထောက်အကူပြုတဲ့အနေနဲ့ပါတယ်ဘယ်လိုအထောက်အကူပြုတော့လို့ဆိုရင် ကိုချင်းတီလာနဲ့ပြည့်စုံတဲ့တမဝါစာတမကမန္တတမအာဇီဝဆိုတာတမဝါစာကနှုတ်ကိုစီကံထားလိုက်တာတမံကမန္တဆိုတာကိုအမှုစီကံထားကိုမှုနှုတ်မှုဒီနှခုကိုစီကံထားတာစီကံထားလိုက်တော့လူတွေရဲ့အတမွေးဝမ်းကြောင်းမှုဆိုတာနှုတ်နဲ့အတမွေးတာရှိတယ်ကိုရီးလဲရောက်လုပ်ပြီးအတမွေးတာရှိတယ်အဲ့ဒီကိုမှုနှုတ်မှုဟာ စင်စင်ကြဲကြဲရှိနေပြီဆိုရင်အပက်မွေးမှုကလည်းစင်ကြဲမှုရှိတယ်ပေါ့ဆိုလိုတာကတီလာဆိုတာ discipline ပဲကိုယ်စီကံထားတယ်နှုတ်ကိုစီကံထားတယ်စကားပြောတဲ့အခါမှာစီကံနဲ့ပြောတယ်အလုပ်လုပ်တဲ့အခါမှာစီကံနဲ့လုပ်တယ်အဲ့ဒီစီကံပေါင်းအတွင်းကအသက်မွေးတယ်လို့ဆိုဒါကိုချင်းတီလာပိုင်းကပြည့်စုံကိုချင်းတီလာပြည့်စုံသွားတာဟာကမ္မထာအထုတ်တဲ့နေရာမှာဘယ်လိုထောက်ကူဖြူတော့ဆိုကိုချင်းတီလာ ြည့်စုံတဲ့ပုဂ္ဂိုလ်မှာစိတ်တည်ငြိမ်မှုဆိုတာအလွယ်တကူရနိုင်တယ်ပေါ့ကိုချင်းတီလာပြပြသွားလို့ရှိရင်တမာရီဆိုတာဖြစ်ဖို့ခက်တယ်ဒါကြောင့်မို့ကိုချင်းတီလာပြည့်စုံနေတဲ့ပုဂ္ဂိုလ်ဟာကိုယ့်ရဲ့တီလာလေးကိုဆင်ញင်လိုက်တာနဲ့ဘာဖြစ်လာလဲလို့ဆိုကိုယ့်တီလာကိုတွေးလိုက်တာနဲ့အပြစ်ကင်းတယ်ဆိုတာကိုကြည့်လိုက်တော့စိတ်ထဲမှာမသားမယားဆိုတာမဖြစ်ဘူးစိတ်ထဲမှာဝမ်းသာကျဉ်းမှုဖြစ်လာတယ် အဲ့ဒီဝန္တာချင်းနုမှုကိုအဝိပ္ပတိတာရလို့ခေါ်တယ်။အဲ့ဒီအဝိပ္ပတိတာရကဝန္တာမှုနှလုံးသားရမှုကနေပြီးဘာကိုဖြစ်စေတော့ဆိုပါမောဇ္ဇဆိုတဲ့ဝမ်းမြောက်မှုကိုဖြစ်စေ။ဝမ်းမြောက်မှုကဘာကိုဖြစ်စေတော့ဆိုပီတိကိုဖြစ်စေ။ပီတိကဘာကိုဖြစ်စေတော့ဆိုပတ္တတိလို့ခေါ်တဲ့ကိုယ်စိတ်ငြိမ်းချမ်းမှုတွေကိုဖြစ်စေ။ကိုယ်စိတ်ငြိမ်းချမ်းမှုတွေကဘာကိုဖြစ်စေတော့ဆိုဒုက္ခဆိုတဲ့ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုကိုဖြစ်တယ်။ ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုဖြစ်လာတဲ့အခါကျတော့စိတ်ကလေးဟာတည်ငြိမ်လာတယ်ဆိုတော့တမာရီဖြစ်လာတယ်။အဲ့ဒီတမာရီရပြီဆိုတော့မှယထာဘူတဉာဏတတနာတဲ့။တကယ်မိမိတဏ္ဍာမှာရှိတဲ့ရုပ်တရားနံတရားတွေအဖြစ်ကိုအဖြစ်တိုင်းအရှိကိုအရှိတိုင်းမြင်တယ်သိတယ်ဆိုတာဖြစ်လာတယ်။ဒါကြောင့်မလို့ဒီသီလမဲ့ကဲ့သုံးခုကစိတ်တည်ငြိမ်မှုအတွက်အမှန်သိဖို့ဟုတ်ပါ ဒီလိုပဲဖွဲ့စည်းထားတာကိုအဲ့ဒါကြောင့်မလို့သာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာယရဏတုံမှာပါတဲ့အတိုင်းပဲလတ္တာမုဒာနိဗ္ဗုတိန်ဘုံစမှာအဖို့အခပေးเสียမလို့ပဲနဲ့ကပ္ပထအာယုံရှာတဲ့နေရာမှာလဲအခုဖို့အခကုံကြစိတ်မရှိဘူးနှလုံးသွင်းတဲ့အချိန်မှာလဲဖို့အခကုံကြစိတ်မရှိတဲ့ဝိပဿနာအလုပ်ကိုကြိုးစားအထောက်အပံ့နေတယ် ဒါကြောင့်မို့ကြိုးစားအထုတ်တဲ့အခါမှာဘာကစရမလဲလို့ဆိုတော့အခုပြောခဲ့တဲ့အတိုင်းအခြေခံအားဖြင့်တော့ကိုယ်တီလာကိုပြည့်စုံအောင်အရင်လောကတီလာပြည့်စုံခြင်းအားဖြင့်တမာရီဖြစ်လွယ်တယ်ပေါ့ထောက်ကူဖြစ်တယ်ပြီးပြီဆိုတဲ့အခါကျတော့ဘာကိုဝိပဿနာရဲ့အာယုံအဖြစ်သုံးချမှာလဲလို့ဆိုတော့ကိုယ်တဏ္ဏမှာရှိတဲ့ခန္ဓာ၅ပါးကိုဝိပဿနာအာယုံဖြစ်သုံးချ လူတိုင်းလူတိုင်းမှာတကယ်ရှိနေတာခန္ဓာ၅ပါးပဲအဲ့ဒီခန္ဓာ၅ပါးကို တွေးအောင်ရှာခြင်းရုပ်ကိုတွေးအောင်ရှာခြင်းနာမ်ကိုတွေးအောင်ရှာခြင်းဆိုတာကို အရင်ရှာဖို့လိုဘယ်ရှုတော့ကရှာမလဲဆိုရင်တဘာဝလက္ခဏာရှုတော့ကရှာတဘာဝလက္ခဏာရှုတော့ဆိုတာရုပ်ဆိုတာအပူအေးနဲ့တွေးရင် ပြောင်းလဲဖောက်ပြန်သွားတဲ့သဘောဝေဒနာဆိုတာအာယုံကိုခံစားသိရှိတဲ့သဘောသိညာဆိုတာအာယုံကိုမှတ်သားတဲ့သဘော သင်္ခါရဆိုတာစိတ်ထဲမှာဖြစ်ပေါ်လာတဲ့เนาะအာယုန်နဲ့တွေးပြီးအလုံးလုံးတဲ့သဘောဝိညာဏဆိုတာအာယုန်ကိုရယူတဲ့သဘောအာယုန်ကိုသိတဲ့သဘောလို့အဲ့ဒီသဘောဝရှုတော့ကနေပြီးကိုယ်တဏ္ဏမှာရှိတဲ့ခန္ဓာ၅ပါးကိုအရင်မှတ်ယူတာဒါကိုရူပပရိက္ခာနာမပရိက္ခာနာမရူပပရိက္ခာနာနဲ့ယုတ်နှစ်ခုမှတ်ယူခြင်းလို့ဒီလိုဆိုတာ ဝိပဿနာတရားအထုတ်ပြီဆိုရင်အာယုံကိုအရင်မှတ်သားပြီးတော့ရယူထားဖို့လိုတယ်။အဲတော့နာမရူပပရိက္ခာနာနဲ့ယုတ်ကိုမှတ်သားပြီးတဲ့အခါမှာဘာမှတ်သားဖို့လိုသေးလဲလို့ဆိုရင်ပစ္စယပရိက္ခာလို့ဆိုရဲအကြောင်းတရားကိုမှတ်သားဖို့လိုသေးတယ်။ဘာကြောင့်ဖြစ်တာလဲဆိုရဲအကြောင်းတရားကိုအဲဒီလိုမှတ်သားပြီးတော့မှနာနဲ့ယုတ်ကိုလည်းသိပြီးနာနဲ့ယုတ်ရဲ့အကြောင်းတရားကိုလည်းသိပြီးဆိုတဲ့အခါမှာ ဘယ်လိုဆက်ပြီးတော့ဒီခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့သုံးသပ်ရမလဲတွေးခေါ်ရမလဲဆင်ញေရမလဲတမ္မတနာဆိုတာအကျဉ်းချင်းအထက်ထအတိညာတတိတမ္မစင်ညာနဲ့ဆင်ញေသုံးသပ်ပေးမှုဒီလိုဆိုလိုတာပေါ့အဲ့တော့တွေးခေါ်မှုဆိုတဲ့သမတင်ကပ္ပရဲ့အရှိန်အဝါကိုယူပြီးတော့ဟာရီမိမိမှတ်သားထားတဲ့ ရုပ်တရားနံတရားတွေကိုဘယ်ပုံစင်ရင် သုံးသပ်ရမလဲလို့ဆိုတာကိုပဋိသမိဒမက်ပါဠိတော်မှာရှုွယ်40ကိုဟောကြားထားတာရှိတယ်ပေါ့ရှင်သာရိပုတ္တရာမထေရကအကျေတဝက်ခုလို့ဟောထားတဲ့စကလုံးလေးတွေဟာအိစ္ဆတောဒုက္ခတောအနတ္တတောဆိုတဲ့တောဆိုတဲ့ပါဠိတကားအဆုံးသတ်လေးကို ကြည့်ပြီးတော့ မြမပြည်မှာတော်40လို့ဒီလိုမှတ်သားကြတာပေါ့နော်အချင်းရ40ရှုခွက်40လို့ဒီလိုဆိုလိုတယ်ပေါ့